အားလုံးမင်္ဂလာပါ UK Master Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champion Pay တက်တဲ့ online မင်္ဂလာပါဒါကျွန်တော်တို့အခု Transfer Window ရဲ့တကယ့်ကိုစိတ်ဝင်စားစရာအချိန်ရောက်နေတဲ့အချိန်မှာ Manchester United အသင်းကို Brentford ရဲ့တိုက်စင်မှုဒါ Brian Abumo ကပြောင်းရွှေ့ကစားပုံစံနာရှိချောင်းတရားဝင်ထုတ်ဖော်အတီလင်းပြောကြားလာပြီးတဲ့နောက်မှာဒီပြောင်းရွှေ့ကို United ကစတင်လှုပ်ရှားပြီးဖြစ်တယ်ဆိုတော့အသက်25နှစ်ရွယ်ရှိတဲ့ Cameron Tauman ကစားမကို အချို့ charge united အပါဝင်ဒါလက်ရှိမှာထိတ်တန့်ကလပ်တွေအားလုံးကစိတ်ဝင်စားနေကြတာဖြစ်တယ်ဒါအခုဒီကစားမကို arsenal newcastle liverpool အပါဝင်ဒါ tottenham hotspur အသင်းတွေကခိုးခြင်းနေပြီမဲ့ဒါ brian ambumo ဟာနိပြ rupe amon ရဲ့ sneak sneak မှာအဝင်မယ်လို့ယုံကြည်လို့နံပါတ်10ရိုးမှာရောနံပါတ်ဒါ wingers position မှာပါ ကောင်းကောင်းကစားနိုင်တဲ့အတွက် Man United ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။ဆိုတော့သူက David Ornstein ရဲ့ပေါ်ပြခြင်းရကျွန်တော် Manchester United ကိုပြောင်းခြင်းနဲ့ United သာသူ့ကိုခေါ်မယ်ဆိုရင်အားလုံးအကျင့်ဖြစ်နိုင်တဲ့အခြေအနေမျိုးရှိကြောင်းဝန်ခံလိုက်တယ်။ Bravo ကသူ့ကိုစာချုပ်တတန်တနှစ်ပဲကြံတယ်တနှစ်ဆိုမဲ့တကယ်လည်းကြောက် technically ကနှစ်ပေါ့လေတနှစ် plus တနှစ်ဘာလို့လဲဆိုတော့တနှစ်က Bravo အသင်းကသူ့ကို အလိုလျောက်ထပ်တိုးခွင့်သူထည့်သွင်းထားတယ်သူတို့လာတိုးကျင်နေဆိုရင်ဆိုတော့စာချုပ်ကတနှစ်ကျန်နေ2026ထိ2026ပြီးတာနဲ့အပိုတနှစ်ကလပ်ဘက်က option တွေနဲ့ထပ်တိုးတယ်ကလပ်ဘက်ကမတိုးကျင်လဲမတိုးလို့ရတယ်ကစားမပိုင်တာပေါ့ကလပ်ဘက်ကအတာချက်ဆိုတော့နှစ်နှစ်စာချုပ်ပုံစံမျိုးဖြစ်တယ်ဆိုတော့ Brandford ကလည်းဒါအသက်25နှစ်ရွယ်ရှိတဲ့ Kimron Tyson မှုတွက် ေါင်း60လိုချင်တယ်ဆိုတော့ Sky Sport မှာပေါ်ပြချက်ရ Manchester United အသင်းကဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ဒါသူတို့ဘက်ကစပြီးတော့စကားပြောဆိုနေပြီဒါ Brentford အသင်းကိုတရားဝင်ဆက်သွယ်မှုမလုပ်ထားပေမဲ့ဒါအခု initial contract အနေနဲ့ initial ဒါ contract လုပ်ထားတယ်ဆိုတော့တရားဝင်ဆိုတာက negotiate ပြောင်းရွှေ့ခြင်းကိုဆွေးနွေးမှုမလုပ်သေးဘူးဒါပေမဲ့ Brentford ကို ငါတို့ Brian Ambumo ကိုခေါ်ခြင်းနဲ့စိတ်ဝင်စားမှုရှိတယ်ဒီစားမကိုခေါ်ယူဖို့သူတို့ဘက်ကစတင်လှုပ်ရှားမှုတွေပြုလုပ်ပြီးဆိုပြီးတော့ Brentford ကိုအတည်ပေးလိုက်တယ်ဆိုတော့ Man United အတွက်အဓိက challenge ကကစားမအချို့သူတို့ရောင်းရအောင်ပဲ Manchester United ရဲ့နီးပြဝူပင်အမ်ဘူကအလဟန်ဒိုဂါနာချိုရဲ့ဒါဖစ်မဖြစ်နိုင်တဲ့ဒီ system တဲ့ကြောင့် Brian Ambumo ဟာကောင်းကောင်းအတုံးဝင်နိုင်မယ်လို့ Ruben Ambumo ကယုံကြည်တယ်။နောက်တစ်ခုကသူကိုယ်တိုင်ကလည်း10ရိုးမှာရော4စမနိုင်းမှာရော winger right winger position မှာတော်တော်လေးအားကိုးရတဲ့ကစားမဖြစ်တယ်။သူရဲ့အရင်သွေးကအဓိကသူက Premier League မှာ pace တော်တော်ကောင်းတဲ့ကစားသမားဖြစ်ပြီးတော့ဒီစားမားကတကယ် quality ကစားသမားပဲဆိုတော့ United ကစပြီးတော့ဒီစားမားကိုဆက်သွယ်မှုပြုလုပ်ထားတယ် Bradford အသင်းကို throwback ကတန်း60ကိုသူတို့ရအောင်နှီးပို့တော့လုပ်နေတယ် ရိုင်အမ်ဘူမိုရဲ့တပတ်လောက်ခလာစာကတပတ်၄000ကျွင်းနဲ့5000ကျားမှာရှိတယ်ဒါပေမဲ့ ဒါဒီကင်မရွန်ကစားမကလည်းအခုဘရန်ဖူကထွက်လို့မန်ယူနိုက်တက်ကိုပြောင်းရွှေ့ချင်သူကတပတ်ကို2သိန်းနဲ့2သိန်းခွဲ5ဆလောက်တော့လိုချင်တယ်ဆိုတော့ဒါကမန်ယူနိုက်တက်နည်းနည်းဒီလုံးရမယ့်အချက်။ဘာကြောင့်လဲဆိုတော့လာစားအရန်များတဲ့ကိစ္စမှာဂျီဒန်ဆန်ချိုတို့နောက်တစ်ဖက်က market rush တို့မှာသူတို့တော်တော်လေးတိုင်ပတ်ထားတဲ့အချိန်လေးဒါပေမဲ့လည်း Brian Ambumo ကို United မိပြဘူးပင် Ambumo လည်းသဘောကျတယ်ဘိုးဖွဲ့ကလည်းသဘောကျတယ်ကစားမကလည်းပြောင်းချွေခြင်းနဲ့အတွက်ဒီပြောင်းချွေက United ကသာတေချာတော့ရှိတယ်ဆိုပြီးပေါ်ပြထားတယ်ပြောင်းချွေချေးတန်း6စ ဆယ်ကို Bravo နဲ့သူတို့ညှိဖို့လုပ်နေတယ်ဒီပြောင်းရွှေ့ဖြစ်လာနိုင်မဲ့အခွင့်အရေးတွေအားလုံးကိုစပြီးတော့ United ကကမ်းလာပြီးတော့စကားပြောဆိုထားတယ်ဆိုတော့ Brian Ambumo ရဲ့အရည်အသွေးကိုကြည့်ရင်ပြီးခဲ့တဲ့ရာသီမှာ total အားဖြင့်သူ့ရဲ့ goal twin total shoot percentage က top 5 league မှာ2.240ရှိတယ်ဒါ အဲ့ဒါပြီးတော့သူ့ရဲ့ဖန်တီးမှုအည်သွေးကရောတကယ်ကိုအည်သွေးမြင့်တဲ့ကစားမဖြစ်ပြီးတော့ဒီ Brian Ambumo ဟာဒါပြီးခဲ့တဲ့ရာသီ Premier League 38ပွဲမှာ twin goal 20 twin နဲ့6 goal ဖန်တီးထားပြီးတော့သူ့ career ရဲ့ highest ever goal scoring ဒါ Premier League twin goal 20ဆိုတော့အမှန်တိုင်းပြောရင်တော့တော်တော်ကောင်းတဲ့ quality ပဲလက်ရှိ current market ပေါက်ကြီးက55တန်းဆိုဘာဖြစ်ဖြစ်55တန်းရှိတဲ့ကစားမတစ်ယောက်တန်း60ဆိုတော့နည်းနည်းတော့များနိုင်ပြီမဲ့ Premier League market အထူးသဖြင့် Premier League အချင်းချင်းအရောင်းဝယ်မှာတော့ဒီဈေးက ACC နဲ့တန်တယ်လို့ပြောလို့ရတယ်။ဒါအခု Manchester United က Brian Ambumo ကိုယူမယ်ဆိုရင်သူကပြီးခဲ့တဲ့ရာသီရဲ့ statistic ကိုကြည့်ရင် Premier League မှာ twin goal 20ရှိတယ်။ကစားမအားလုံးနဲ့မှာ red number 4ရှိတယ်။သူ့ထက်မှာဒါဘယ်လိုပြောမလဲဆိုရှိတာက Haaland ရဲ့ Isak ရဲ့ဒါ Mosa လည်းပဲရှိတယ်။ပြီးတော့မှ Fanti Mu ကဒါ expected assist က9.2 city ရှိတယ်။ဒါက Premier League အားလုံးမှာ red number 1ရှိပြီးတော့ဒါ Mosa လည်းက pro တကယ် assist เนาะဒါပေမဲ့ ပွဲတစ်ပွဲမှာဖန်တီးနိုင်တဲ့အရေးသွေးအစစ်ကသူက9.2တီရှိတယ်သူကဒါမှမဟုတ်အသုံးမချနိုင်လို့ဖုံးတီးလို့ဒါ तू မရတာဗျာ။ Now cross က तू ကပရီးမီယာလိမှာအများဆုံးပဲ။ Bradford အသင်းမှာ तू cross အများဆုံးတုံးတဲ့ကစားမရှိရ။သူ့ရဲ့ cut inside လို့ပြီးတော့ cross ထောင်တဲ့အရေးသွေးကတော်တော်လေးကောင်းတယ်။ဒီကစားမကပရီးမီယာလိမှာစုစုပေါင်း total cross area တွေကို200နဲ့2ချိန်လောက်ထားတယ်။ဒါကထထောင်ပြားတဲ့အမောင်း200နဲ့2ချိန်ဆိုတော့တော်တော်များတယ်။ ဘရူနိုဖာနန်ဒက်စ်ကလည်း cross ထောင်တဲ့အခါမှာ United အတွက် proper number 9တယောက်ရှိရင်တော်တော်အားကိုးရနိုင်တယ်နောက်တစ်ခုကသူ့ရဲ့ cover rate က3.389.6 km cover လောက်ထားတယ်ဒါဟာ Premier League မှာတတိယအများဆုံးဖြစ်ပြီးတော့သူ့ရဲ့ pace ကဒါတကယ်ကို Premier League မှာတတိယအများဆုံးကစားမှာဆိုတော့ဒါကအားလုံးနဲ့ရှင်တဲ့အခါမှာလက်ရှိနေထားရသူဟာ လက်ရှိအနေထားအရတော်တော်ကိုကောင်းတဲ့ quality player ဖြစ်ပြီးတော့ Man United ရဲ့ system မှာရော Premier League မှာတော်တော်လေးအားကိုးရတယ်ဆိုတော့ United ကတန်း60တန်းနဲ့ Brian Ambumo ကိုတရားဝင်ဆက်သွယ်ထားပြီးတော့ရပိုင်းတွင်းမှာအမြန်ဆုံးအဖြစ်ပြီးတက်နိုင်ဖို့စက်ပြီးဂျူပန်ပြီးတော့သူတို့ maybe striker တယောက်ကိုပါထပ်ပန်ဂျူပန်ဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်